ောတာရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ် Mesh လ16ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့အေထိတ်လျှောက်ပြီးနောက်ရခိုင်ဒေသမှာကုန်စင်းတို့သုံးစားနေပါအထိကြာဆင်းလာတဲ့သတင်းမရာဦးအမှတ်37ရေစခန်းဟောက်ကိုစစ်ကောက်စီပုံကျတဲ့အခြေအနေစခန်းအနေမှာမိုက်ပေါက်ကွင်းမှုကြောင့် ကျောက်တုံးစခန်းကဒုက္ခသည်တွေစိုးရိမ်မှုမြင့်တက်နေတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ပထမဆုံးအနေနဲ့အေအေထိန်းချုပ်ပြီးတဲ့နောက်ပိုင်းရခိုင်ဒေသမှာ ကုံစင်းတို့သုံးစားနေပါအထိကြာဆင်းလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲဖြစ်ပွားမှုနဲ့အတူစစ်ကောင်စီရဲ့လမ်းဘိတ်ဆုမှုတွေကြောင့်ရခိုင်ပြည်မှာကုံစင်းနှုန်းတွေအဆမတန်မြင့်တက်ခဲ့ပေမဲ့အာရခတပ်တော်အေအေကမြို့နယ်အလုံးနီးပါးကိုထိန်းချုပ်ပြီးတဲ့နောက်မှာကုံစင်းနှုန်းတိတိတတ်တာကြာဆင်းလာခဲ့ပါတယ်။ တိုက်ပွဲစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလနောက်ပိုင်းကစလို့ရခိုင်ဒေသမှာ92.3စီတလီတာကိုငွေကျပ်3000ကျပ်တုံနီတစ်ပိတ်တာကိုငွေကျပ်9000ကျပ်တုံပြူတစ်ပိတ်တာကိုငွေကျပ်3000ခွဲမြို့နယ်အလိုက်ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်လက်ရှိမှာအေဟာမြို့နယ်၁၄ခုကိုတင်ပေးပြီးနောက်92တလီတာကိုငွေကျပ်8500ကျပ်တုံနီတစ်ပိတ်တာကိုငွေကျပ်1000ကျပ်တုံဖြူတစ်ပိတ်တာကိုငွေကျပ်2000စတဲ့ဈေးနှုန်း၃ဆနီးပါးအထိကျော်ကျသွားခဲ့တာပါ ရခိုင်ဒေသမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီဟာလန်ခရီနဲ့ကုန်စည်စည်းစင်းမှုတွေကိုကန့်သက်ပိတ်ဆို့လိုက်တဲ့အတွက်စေဝါနဲ့အရှိကံစားသောက်ကုန်တွေပါဝင်လူသုံးကုန်ပစ္စည်းတွေဝင်ရောက်လာပြီးဒေသတွင်းကုန်ပစ္စည်းပြက်လက်ကဈေးနှုန်းလည်းအဆမတန်မြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။အေကမြို့နယ်အများစုကိုထိန်းချုပ်လိုက်ပြီးတဲ့နောက်ကုန်သေးရေးလမ်းကြောင်းတွေပြန်လည်အဆင်ပြေလာတာကြောင့်ကုန်ဈေးနှုန်းတွေတဖြည်းဖြည်းလျော့ကျလာတာလို့ကုန်သေးတွေကပြောကြားပါတယ်။ လက်ရှိမှာအိန္ဒိယဘင်္ဂလားဒေ့ရှ်အပါအဝင်ပြည်မဖက်ကကုန်ပစ္စည်းတွေ ရခိုင်ကိုရတဲ့နီးနဲ့တင်သွင်းမှုတွေရှိနေပါတယ်။ဆက်လက်ပြီးတော့မရအူးကအမှတ်37ရေစခင်ဟောက်ကိုစစ်ကောက်စီဘုံကျဲတဲ့တရင်ကိုလည်းတင်ဆက်ပေးဦးမှာပါ။ ရခိုင်ပြည်မြောက်ဦးမြွန်းနယ်ပန်းစင်းမြောင်းတောင်အနိမ့်မှာရှိတဲ့အမှတ်37စစ်ကောင်စီရဲ့ရေစခန်းဟောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီနေ့မနက်2နာရီအချိန်မှာစစ်ကောင်စီကဂျက်ဖိန်တာနဲ့ငကြီးတိုင်လာရောက်ဘုံကျဲခဲ့တာဖြစ်ပြီးဘုံလေးလုံးထက်မင်းကိုလည်းကျေချာခဲ့ပါလေ။ဒီဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့လက်တလုံးမှာထိခိုက်သေဆုံးမှုကိုမသိရသေးပဲ DMG ကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။မြောင်းမြို့ကိုအာရခတ်တက်တို့ကတင်းပိုင်ထင်းချောက်ထရှိမှာစပြီးတော့စစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခတ်မှုနဲ့မကြာခဏပြုတ်လုပ်နေပြီးအရသာထိခိုက်သေဆုံးမှုဟာလည်းဆက်တိုက် ဆိုသလိုရှိလာနေပါတယ်။စစ်ကောင်စီမုံကျင်မုံအထင်မှာအရက်သားတွေနေထိုင်တဲ့မြို့ရွာတွေအပြင်စစ်သုံးမဲ့မိသားစုဝင်တွေကထင်းထင်းထားတဲ့နေရာတွေလည်းပါဝင်လာပြီးတော့ဖေဖော်ဝါရီလ၁၈ရက်နေ့ကမြောက်ဦးမြို့နယ်ရန်ရှောက်ဒေသမှာရှိတဲ့စစ်သုံးမဲ့မိသားစုဝင်တွေထင်းထင်းထားရကောဘုံကျိတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သုံးမဲ့မိသားစုဝင်28ဦးသေဆုံးခဲ့ပြီးတော့နောက်ထပ်28ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။စခန်းနီးမှာမိုက်ပေါက်ကွေမှုတွေကြောင့်ကြောက်တုံးဒုက္ခတွေဆိုရင်မြင့်တက်နေတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်ကြောင်းဖြူမြို့နယ်ကြောင်တုံးမဆန်ဒုက္ခသည်စခန်းအနေမှာစစ်ကောက်စီကမြင်းမြုံမိုင်းထောက်ထားပြီးမိုက်ပေါက်ကွေးမှုတွေရှိနေတာကြောင့်ဒုက္ခသည်တွေကစိုးရိမ်နေကြပါတယ်။ဒုက္ခသည်စခန်းအနေမှာရှိတဲ့ဒေသအခေါ်လီချိုကာရီနဲ့ကြောင်းဆောင်တောင်တောက်လျှောက်မှာအခုနှစ်အစောပိုင်းကစလို့စစ်ကောက်စီကမြင်းမြုံမိုင်းတွေထောက်ထားပြီးပေါက်ကွေးမှုတွေရှိတာကြောင့်လူနဲ့တရိတ်ဆန်တွေထိခိုက်မှုတွေနဲ့ရှိနေပါတယ်။ အသက်၁၈နှစ်အရွယ်ကိုပူကဟာပြီးခဲ့တဲ့ဇန်နဝါရီလဒုတိယအပတ်ကကျောက်ဆင်တောင်အနီးမှာမြေမြုပ်မိုင်းနေမိခဲ့တာကြောင့်ညာဖက်ဒုကဝဲပြက်ထွက်ကခန္ဓာကိုယ်အနှက်ပြင်းထန်တရာရရှိခဲ့ပါတယ်။ဒါအပြင်ဖေဖော်ဝါရီလနဲ့မက်ရှလအစိုးပိုင်းကလည်းမိုင်းပေါက်ကွဲမှုတွေကြောင့်အိမ်မွေးတိရစ္ဆာန်တွေဒဏ်ရာရရှိခဲ့ရတဲ့အတွက်ဒုက္ခသည်စခန်းပက်လီမှာ မိုင်းအန်တီနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ လူဦးရေတထောင်ကျော်နေထိုင်တဲ့ကြောက်တလုံးဒုက္ခသည်စခန်းဟာစစ်ကောက်စီရဲ့ခမရ၅လေးနှစ်တည်ရင်နဲ့ခမရ၅လေးသုံးတည်ရင်ကြမှာတည်ရှိတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရခိုင်မှာတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူထက်ဝက်ကျော်ရိုးကြတဲ့အခြေအနေကိုလည်းတင်ဆက်ပေးဦးမှာပါ။ ရခိုင်ပြည်ထက်ကစစ်ကောင်စီထင်းချောက်ထားစစ်ဖြစ်တဲ့စစ်တွေကြောက်ပြုံနဲ့မောင်မြို့နယ်တွေမှာတက္ကသိုလ်ဝန်ထမ်းစာမပွဲဖြစ်ဆိုမဲ့သူ3964ဦးအထက်က1900ဦးပြတ်ကွက်ခဲ့တယ်လို့စစ်ကောင်စီကတရမ်းထောက်ပြန်ပါတယ်။ရခိုင်ကမြို့နယ်3ခုမှာစာမပွဲဖြစ်ဆိုမဲ့ကျောင်းသားထုတ်လျာကျွန်းနဲ့ကျောင်းသူထုတ်ချရာကျော်စုစုပေါင်း3900ကျော်ရှိခဲ့ပေမဲ့အဲ့ဒီထက်ကကျောင်းသား900ကျော်ကျောင်းသူ600ကျော်စုစုပေါင်း1500ကျော်သာစာမပွဲဖြစ်ဆိုခဲ့ပြီးကြက်ကွက်သူဟာထက်ဝက်ကျော်ရှိခဲ့တယ်လို့မန္တလေးစစ်ရှင်တွေကစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ ခိုင်ပြည်နယ်မှာဂျမ်းဝဲဖြစ်ဆိုတဲ့ចောင်းတန်စီရန်အရာရခိုင်နှုန်း လစ်စခွန်တသမ900ရာခိုင်နှုန်းချစ်ခဲ့ပြီးတော့ငါးစင်းနဲ့တသမ300ရာခိုင်နှုန်းဟာပြက်ကွက်ခဲ့တာဖြစ်ပါတယ်။ကြောက်ဖြူမျိုးနယ်မှာတိုက်ပွဲမဖြစ်သေးခံကကျစ်လက်ဒေသနဲ့ကြောင်းသားတွေဟာမြို့ပေါ်မှာဇန်ပွဲဖြစ်စဖို့ရှောက်လာတန်းခဲကြပေမဲ့ဖေဖော်ဝါရီလအတွင်းမှာပဲနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့်အဲ့ဒီကြောင်းသားတွေဟာလုံချွင်စွန့်ရင်ချက်တဲ့နဲ့ဇန်ပွဲဖြစ်စဖို့မြို့ပေါ်ကိုမသွားနိုင်ခဲ့ဘူးလို့သိရပါတယ်။ကြောက်ဖြူမျိုးနယ်မှာကျေးရွာပေါင်း250ကျော်ရှိတဲ့အထက်ကမြို့ပေါ်နဲ့မြို့အနီးကကျေးရွာဆေးရွာကကြောင်းသားကြောင်းသူတွေလောက်သာဇန်ပွဲလာရဖြစ်စခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ယ်။ဒီလိုပါပဲစစ်တွေမြို့နယ်မှာလည်းစစ်ကောင်စီနဲ့အာဂတ်တက်တော်တိုက်ပွဲတွေကြောင့်မြို့နယ်တစ်ခုလုံးမှာကြောင်းပိုက်ထားတဲ့အတွက်မြို့ပေါ်မှာသာဆံမှုပွဲကိုဖြစ်ဆိုနိုင်ခဲ့ကြတာဖြစ်ပါလေ။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါရယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံမှာအပူတန်နဲ့ခရမ်းလွန်ရောက်ခြေထိတွေ့မှု NDA တတိပြုဖို့လိုအပ်တဲ့အခြေအနေကိုလည်းတင်ဆက်ပေးပါမယ်။ ရာသီဥတုပူပြင်းလာပြီးဖြစ်တာကြောင့်အပူဒဏ်အန်ဒီယန်နဲ့ခရမ်းလွန်ရောက်ခြေထွေးတွင်းမှုဟာရှောင်ကြဉ်ကြဖို့တတိပြုလိုအပ်လာတယ်လို့စစ်ကောက်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်ခဲနော်ရောက်ချင်းမြန်မာစွာကြာရောက်နိုင်တဲ့နနေ့စင်နိုင်မှညနေ၄နာရီအတွင်းနေရောက်ချင်းနဲ့တည့်ရက်ထိတွေ့တာကိုတက်နေသမျှရှောက်ကြည့်တင်တယ်လို့မက်ရှလာ၁၈ရက်နေ့မှာကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တာပါ ခဲလော်ရောက်ခြင်းနဲ့ထိတွေ့မှုကြောင့်နေလောက်တာအသားအရောင်ညိုမေးလာတာတို့ကို ဖြစ်စေပြီးထိတွေ့မှုကြာလာရင်မျက်စိတိမ်ဆွေးတာအရေပြားတွေအရွေမတိုင်မီအိုမင်းရင်းယိုတာ ခုခံအားကြာဆင်းတာအရေးပြားကင်ဆာဖြစ်တာစတဲ့ဆိုးကျိုးတွေကိုဖြစ်ပေါ်လာနိုင်ပါတယ်။ကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေဟာခရင်လွယ်ရောက်ခြင်းအန္တရာယ်ကိုပုံမခံစားနိုင်ရတဲ့အတွက်ကြောင့်အထုကယူစိတ်ဆင်ခြင်ကြဖို့နဲ့အသက်တစ်နှစ်အောက်ကလေးငယ်တွေကိုနေပူသေးကိုခိုးဆောင်တာမပြုလုပ်ဖို့အတိပေးထားပါတယ်။ဒါအပြင်ရာသီဥတုပူပြင်းလာပြီးဖြစ်တာကြောင့်အပူတန်ကြောင့်တတိလစ်တာအပူတန်ကြောင့်ပင်ပန်းနွမ်းနေတာကြွက်တက်တာခေါင်းမူတာတွေကိုဖြစ်စေနိုင်တယ်လို့ဖော်ပြထားပါတယ်။အပူတန်ကြောင့်တတိလစ်တာလက္ခဏာတွေပိုပေါက်လာပါကအသက်အန္တရာယ်ထိခိုက်နိုင်ပြီးတော့ ော့နှိမ့်ဆက်ရဆေးရုံစေခန်းကိုချက်ချင်းပို့ဆောင်ဖို့လိုအပ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးဦးမှာပါ။အဲ့ဒီသတင်းကတော့ကုလအထူးကိုယ်စားလှယ်ကိုစစ်ဆေးဖို့အဖွဲ့ပေါင်း300နီးပါးတောင်းဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရမှု6ရက်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီချ်ရဲ့စီးပွားရေးလုပ်ငန်းတွေဟာအကျိုးစီးပွားပဋိပက္ခရှိမရှိကိုအမြန်ဆုံးစစ်ဆေးဖို့ကုလသမဂ္ဂအတွင်းရမှု6အန်တိုနီယန်ဂူတာရက်စ်ကို မြမရက်လှောက်ချနေတဲ့နေပြည်တော်က အဖွဲ့စည်းပေါင်း290ကမက်ရှလာ69ရင်းနှင်းမှာတောက်ဆော်လိုက်တာဖြစ်ပါတယ်။ဒီလိုစိတ်ဆပြေတွေးရှိချက်တွေကိုအများပြည်သူသိအောင်ရှာပြဖို့အဖွဲ့ပွဲစံပေးပေါ်တောင်းဆိုခဲ့တာပါ။ဒါအပြင်အထူးကိုယ်စားလှယ်ဂျူလီဘီရှော့ရဲ့လောက်ပိုင်ခွန်းအာနာကိုရှေ့ရှမ်းရတန်းပြီးတော့မြမအရေးကိုကုလသမဂအတွင်းရမှုရှော့ကိုတိုင်ကတည့်ရက်ကင်တွေပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ဂျူလီဘီရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာမြမမာလောက်ကန်နေတဲ့တထူးလုပ်ငန်းတွေတရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့စနစ်မှုတွေရှိနေတယ်လို့ထောက်ပြရှင်းမှပြောထားပါတယ်။အဲ့ဒီစီးပွားရေးလုပ်ငန်းတွေဟာအကျိုးစီးပွားပဋိပက္ခတွေ ်ရှိနေတာကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးဖို့ဆိုပြီး Justice for Myanmar ကမက်ရှလ9ရက်နေ့ကတောင်းဆိုလိုက်ပြီးတဲ့နောက်ရပ်ဖက်အဖွဲ့တွေကလည်းအခုလိုထပ်မံတောင်းဆိုလာတာဖြစ်ပါတယ်။ရပ်ဖက်အဖွဲ့စစ်290ရဲ့ထုတ်ပြန်ချက်မှာတော့ကုလသမဂ္ဂအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်တွေအပေါ်အနေဖြင့်ဖြစ်စဉ်မဲ့အကျိုးစီးပွားရှိနေတဲ့အထူးကိုယ်စားလှယ်ကိုမြန်မာအကျက်အတဲဖြေရှင်းဖို့တာဝန်ဆက်လက်ပေးထမ်းမယ်ဆိုရင်ဒါဟာကြိုးကြောဆန်ခံမှုနေပါတဲ့လောက်ရဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီနေ့တရင်အသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာညာရှိနိုင်ရဲ့အရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နေပါတယ်။နာတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။